ရှားတော့ရှားတာပေါ့လေမထိုးတဲ့ရက်ကတော့အနေငယ်တော့တော့ချီတာပေါ့ဘာမှခยีသွားတဲ့အခါမျိုးလို့အဲ့လိုပေါ့လက်ခยีမှာအိုက်ခုံအလွယ်တကူမရှိဘူးအဲ့လိုဟာမျိုးမှဆိုရင်တော့မစကားပြေပုံမှန်နေထားတော့ဘယ်လိုခေါ်မလဲဆိုတော့ဒါပဲကစားပါလေကစားပြေကစားပြေတယ်ဆိုတာလည်း အခြားလဲဘာမှမလုပ်တဲ့အတွက်ဒါပဲကစားတော့အဓိကတော့သူကတော့ငါဘယ်လိုကောင်းလဲဆိုတော့စာအုပ်မှလည်းပြထားတာရှိတော့အာဘီလီယသမာတောင်းကောင်းတူရဲ့လိုအပ်ချက်ဆိုတော့လိုအပ်ချက်မှာလက်ကပုံမှန်လှူရှားမှု ကောင်းအောင်ဆိုတော့သူကရေးထားတော့ခရစ်ကရိုက်တဲ့ကစားသမားလို့ပေါ့ရိုက်ချက်ကလည်းတိကျမှုရှိနေရတယ် အဲ့လိုအဲ့လိုလက်မျိုးပိုင်ဆိုင်ရမှာပေါ့မျက်လုံးကလည်းအဲ့လိုပေါ့ဟိုရေးထားတော့ခရကက်ကရာသမားတယောက်ရဲ့မျက်လုံးပေါ့လေအဲ့လိုရှိရမယ်နောက်တစ်ခါကျတော့အုံနောက်က chess player တယောက်ရဲ့အုံနောက်ပေါ့ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ရှင်ဒါဒိတ်ပဲဖွင့်ဆိုထားလဲဆိုလို့ရှင်သူကဒီအရပဲကစားမယ်ဆိုလို့ရှင်တော့အာမေချာအဆင့်ပေါ့အပြော်ရန်အဆင့်ပဲရှိတယ် တကယ်လို့၃၄ကွက်ကိုကြိုတင်စဉ်းစားပြီးတော့အကွက်ရွှေ့ကစားနိုင်ရင်တော့ provisional လက်တန်းတစ်ခုဖြစ်နိုင်တယ်လို့ပြောဆိုထားတာရှိပါတယ်။နိုင်ငံခြားမှာတော့အားကြတဲ့ကစားသမားကတော့ရှိပါတယ်။ရှိတယ်ဆိုတာကအခုလက်ရှိ champion တွေဖြစ်နေတဲ့အာဂျီနိုကလည်းဘယ်လိုခေါ်မလဲဆိုတော့အဲ့လိုပေါ့ break အာတချူတဲကို brain 2000ရောက်ထိုးတဲ့အခုတက်ရှိထင်ရှားရှိတဲ့အထက်မှာဆိုရင် myrazel လို့ပေါ့သူကစားကောင်းတဲ့အချိန်ကတော်တော်ကြီးကောင်းပါတယ်ကစားတာတော်တော်အတူယူစရာကောင်းတဲ့ပုံကိုတယောက်ပဲသူနောက်ပိုင်းဒီကမ္ဘာချန်ပီယံမဲ့အချိန်20လောက်ရှိမှာပေါ့လေဒါအိန္ဒိယကပန်ကတ်အဗာနီ သူလည်းအတူယူတဲ့ အကောင်းတဲ့ကစားသမားတယောက်ပဲ။ဘာဖြစ်လို့လဲဆိုတော့လောလောဆယ်သူတို့ရဲ့အောင်မြင်မှုတွေကဘာလို့ခေါမလဲဆိုတော့အများကြီးရှိခဲ့တယ်။နောက်တစ်ခါကျတော့တကယ်လဲစွမ်းဆောင်နိုင်ခဲ့တယ်။ဆိုတော့ကျွန်တော်အခုရွှေရထားတဲ့ပီတာဂိခရစ်လဲအဲ့ဒီလိုပဲသူ့မှာလဲအဲ့လိုပေါ့ဟိုကောင်းတဲ့ကစားကွက်တွေကောင်းတဲ့အရေးချင်းတွေလဲရှိပါတယ်။ အဒီ၃ယောက်မှာတော့အသက်ရှိထင်ရှားဒီ၃ယောက်ကတော့ဘီလျက်မှာတော်တော်အတူယူတရားကောင်းတဲ့၃ပါပဲနောက်တစ်ခုကတော့ဟိုဟာပေါ့အသက်ရှိထင်ရှားမရှိတော့တဲ့လင်ရန်တို့လို့ပေါ့ဆာအောင်ကြံခဲ့တာပေါ့ဒါပဲသူရေးထားတဲ့မှတ်တမ်းမှတ်ရာတွေကတော့လေးလာလို့အကောင်းဆုံးလို့အကောင်းတကအကောင်းဆုံးနဲ့မှာတော့ပါတာပေါ့လေ ။ဘာဖြစ်လို့လဲဆိုတော့ဒီဘီလီယက်ကဖြစ်စဉ်တွေကြည့်လိုက်ရင်သူရေးထားတာနဲ့မလတဘူးအဲရေးထားတဲ့အထက်မှာဒီအဖြစ်ချက်တွေအကုန်လုံးပါနေတဲ့အတွက်သူကလေ့လာလို့ပြည့်စုံအောင်လေ့လာဖို့ကောင်းတဲ့သူရေးသားထားတဲ့စာအုပ်တစ်ခုပါ။ And how do you make a thousand break? ရင်လုံးကဘယ်လိုခေါ်မလဲကျွန်တော်တို့ငယ်စဉ်အခါမှာကဆိုလို့ရှိရင်တော့ အင်္ဂလိပ်ဗီလီယရှိမယ်ရုရှင်ဘူးရှိမယ်ပေါ့အဲရုရှင်ဘူးကတော့ပြိုင်ပွဲမရှိဘူးပေါ့အဲလိုဆိုတဲ့အခါကျတော့ဒီဗီလီယကိုပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတနင်္ဂနွေလုံးကဗီလီယပဲကစားတာပါအဲလိုဆိုတဲ့အခါကျတော့ရွေးချယ်เสียရလဲဒါပဲရှိတယ်လေဖွဲ့ချုပ်စပေါ်ပေါက်တဲ့အချိန်မာလောက်မာမဟိုခံပန်းကြီးပေါ့ဒီစနုကာကစားနည်းကနည်းနည်း နည်းနည်းများလာတယ်ပေါ်တာတော့အရင်တည်းကပေါ်တာပေါ့လေနောက်ပိုင်းကျတော့မှဒီနိုင်ဘောတို့အဲ့လိုပေါ်ဖူးကစားနည်းရလေနိုင်ငံတကာမှာသူကကြီးစားဘယ်လိုခေါ်မလဲဆိုတော့သူကြီးစားကစားနည်းဆိုတော့လူတော်တော်များများစိတ်ဝင်စားလာလက်ရွေးတင်နိုင်ငံတကာပြိုင်ပွဲကစားမဲ့လူလောက်ကန့်ဝင်ပြီးတော့နိုင်ဘောလေ့ကျင့်တယ်အပြင်မှာကစားတဲ့လူလည်းနိုင်ဘောကနည်းပါသေးတယ် ဟိုဒီနေ့ပြိုင်ပွဲလဲအဲ့လိုပေါ့ဟိုဘယ်လိုကောင်းလဲဆိုတော့ဟိုကွာတာဖိုင်နယ်ကနေပဲအစကစားရတာကစားတဲ့နိုင်ငံကတကယ်အဓိကကြတဲ့ဥစ္စာတွေကဗီယက်နမ်ရှိမယ်အဲ့နောက်တကားကြတော့ဟိုယူထိုင်းလင်းရှိမယ်အဲ့ပြီးရင်စင်ကာပူရှိမှာပေါ့အဲ့တော့ဘယ်လိုကောင်းလဲဆိုတော့ပထမဦးဆုံးစကစားရတာတော့အဲ့လိုဗီယက်နမ်နဲ့တပွဲပေါ့လေ ဗီယက်နမ်တပွဲနိုင်ပြီလို့ရှင်ဒါဟိုထိုင်းလင်းနဲ့တပွဲတက်ကစားတယ်သူနိုင်ပြီးရင်အဲပီတာဂေးခရစ်စင်ကာပူနဲ့ပေါ့သူနိုင်ပြီးမှရွှေသိမ်းရတာပေါ့အားလုံးပေါင်းဆိုရင်တော့၃ပွဲနိုင်အောင်ကစားရတယ်မတရားဖြစ်တာတွေကတော့ဘယ်လိုခေါ်မလဲဆိုတော့အားလုံးပွဲတွေကတော့မမရရပါပဲဘာဖြစ်လို့လဲဆိုတော့၃ပွဲစလုံးကတတိလက်လွတ် မဖြစ်အောင်ကစားတယ်ဆိုတဲ့အတွက်ကြောင့်မလို့အမတ်မတရားတော့ရှိပါတယ်။အာနောက်ဆုံးထိုးချက်ဟိုဟာပြုတဲ့ဥစ္စာမှာတော့အမတ်တရားဆိုတာတော့ဒီတာဂက်ခရစ်နဲ့ဟိုဒုတိယပွဲပေါ့။ဒီပွဲမှာကျွန်တော်68မှတ်ရှိတော့ပါလေ။အဲဒီ68မှတ်ရှိတဲ့ဥစ္စာကိုသူကတော့အထဲမှာနှလုံးမင်းထားတယ်။အနီးကဂျင်းဝါနာမှာတပေလောက်ပါ။ သူ့အဖြူဘောကကျင်းဝနားမှာပေါ့။အဲကျွန်တော်ဘောကလက်ကင်ဘောကြားထားတယ်သူအထဲနှလုံးဆက်တာတော့ကျွန်တော်စဉ်းစားတာပေါ့ဒီဥစ္စာကသူတို့လက်တန်းဆိုရင်ဒီအနီပေါ့ပြီး၁၂မှတ်ဂိမ်းလောက်ပဲရှိတာ။ဒီအနီပေါ့ပြီးနောက်အနီ၃လုံးထုံးရင်ဂိမ်းပြီ။အဲ့တော့ကျွန်တော်သူ့ဘောမတီပဲဆက်လိုက်လို့ရှိရင်တော့သူကျူအလကားပေးလိုက်သလိုပေါ့လေ။အဲ့ဒါဆိုတော့ကျွန်တော်ပေးလို့အဆင်မပြေဘူး။ ဒါနည်းနည်းတော့စဉ်းစားရတယ်အဲ့ဒါထိုးမှလာဆက်လိုက်မှလာဆိုတော့စဉ်းစားတော့မဖြစ်ဘူးဒါသူ့ကိုပေးလိုက်လို့ရှိရင်ကိုယ်လည်းပြန်မလာနိုင်ဘူးလို့စဉ်းစားတာပေါ့အဲ့လိုဆိုတဲ့အခါကျအแทရဘောလုံးကိုခောက်ချဖို့စဉ်းစားတယ်ဒါပေမဲ့အဲ့လိုကြတော့နံပါတ်ဂိမ်းမှာကျွန်တော်ခောက်ချတာထီလက်ထီတယ်ဝင်လက်ဝင်တယ်ဆိုတော့အဲ့ဒုတိယဘောရတော့အတွင်းထဲမှာထားတဲ့ဘောကိုခောက်ပြီးဂိမ်းတာတော့မတည့်ရဘူး ဟိုအာသာချက်ကတော့ဘာဖြစ်မလဲဆိုတော့အော်ဘင်ဗီလီလည်းကောင်းကောင်းထိုးရတော့ပေါ့လေပြောမယ်ဆိုလို့ရှိရင်တော့ဟိုနိုင်ငံတကာကစားသမားကအာပေါ်ဦးစားပေးကစားမယ်အဲအလူကစားတာများပြီ ਨੇ ကျွန်တော်တို့ကဒီမှာစပြီးတော့စတတ်တဲ့အဲလူကန်ကဲနေလို့ အဲ့နောက်တို့နဲ့ပဲကစားရတော့ကျွန်တော်တို့ပေါ့ကိုသိမကောင်းဘူးအဲ့လိုမကောင်းတဲ့ခါကျတော့အင်းနောက်ကင်းနေကစားတဲ့ခါကျတော့ကျွန်တော်တို့ရဲ့အာသာချက်ကအင်းနောက်ကင်းနေတာအဲ့လိုသားတဲ့ဒါပေမဲ့သူတို့အာသာချက်ကိုပေါ့ကိုလည်းကျွန်တော်တို့ကျင့်ထားတဲ့ခါကျတော့ပေါ်လဲသိတော့အများကြီးမညံ့ဘူးအဲ့လိုဆိုတော့ဘယ်လိုဖော်လဲဆိုတော့ကျန်တဲ့ဒီအင်းနောက်ကင်းနေမှာကျွန်တော်တို့သူတို့တဲ့အာသာတာ နောက်ပြိုင်ပွဲအချမ်းမြင်းသီးတာကတော့ဟောပါဘောအင်ဒိုအာရှဂိမ်းဟောနာဘီလီနာတာပတရားမှာကျင်းပမယ်လို့၁၇လပိုင်းပေါ့နိုဝင်ဘာလ16ရက်ကနေ25ရက်ဆိုပြီးတော့ဒါမိတ်ဆွေအဲလိုမထိုင်းလင်းအာဂလာသမားတွေရဲ့ကြောပြကြဲအရာတော့လောလောဆယ်သိထား သူကတော့ထူးထူးခြားခြားပြင်ဆင်ရတာတော့မရှိပါဘူးအဲဥပမာပါလဲဆိုတော့အကျန်းချင်းကိုပါအားနေလဲဆိုတာတော့အရင်သိရတာအားနေတာ၄ကျင့်ရတာအဲဆိုအမတ်များများရအောင်ကျင့်မယ်နာလို့ဘယ်လိုပါမလဲကိုမကျွမ်းကျင်တဲ့ဥစ္စာ၄ကျင့်မယ်ပေါ့အဲ့ထူးထူးခြားခြားကျင့်ရတာမရှိဘူး ပြိုင်ပွဲမတိုင်ခင်ရောပြိုင်ပွဲရောက်ရင်ရောအစားကတော့ဘယ်လိုဖော်မလဲဆိုတော့ဟိုအဲ့လိုပေါ့ချင်းချင်းစားသုံးတဲ့ပုံစံနဲ့ပဲစားတယ်။ဟိုနေ့ဒီအတိုင်းတာတစ်ခုလောက်စားမယ်ဆိုဒီအတိုင်းတာပေါ့ဒီနဲ့ပုံများတဲ့အတိုင်းတာစားလို့လည်းအဆင်မပြေဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကစားနည်းက ခုနေပိုက်တာပြည့်သွားတယ်ကိုစားခြင်းနဲ့အစားစားတဲ့ကြော်ပြီးစားလိုက်တယ်စားကောင်းလို့ပိုစားလိုက်တယ်ဆိုပိုက်ပြည့်သွားလို့ရှိရင်အဲ့အိမ်ငိုက်တာတို့ဘာလို့တော့ရှိတတ်တာတောင်ဘုတ်ဆိုတာတော့သူ့ယူပြာရှိတဲ့လင်ရန်စာဟုတ်ပေါ့အဲ့တည်းမှာဆောင်ဘုတ်တွေအများကြီးရှိတယ်သူကဘာလဲဆိုတော့အဖေတွေကလည်းချန်ပီယံအဖိုးတွေကလည်းချန်ပီယံပေါ့အဲ့လိုဆိုပြီးနေသူလည်းအဲ့လိုပေါ့ကမ္ဘာချန်ပီယံဖြစ်တယ် ဒါပေမဲ့ तू အဖေအဖိုးချန်ပီယံဖြစ်လို့ तू ချန်ပီယံဖြစ်တာမဟုတ်ဘူး။ဒါပေမဲ့ तू ရေးရတဲ့အထက်မှာအထောက်အကူတော့ရတယ်။အထောက်အကူရပြီးတော့ तू ကိုယ်တိုင်မကြိုးစားလို့ရှင်ဒီချန်ပီယံဖြစ်မလာဘူးဆိုတာကို तू အခြေတဝင်ရှင်းရတာရှိတယ်။အဲ့တော့ဆောင်းဖို့ဆိုတာတော့မိမိပိုင်ကြိုးစားမှရမယ်ပေါ့။ဘလူးပြည့်ပြည့်ကစားလို့ပေါ့။ကိုယ်လုံးမှကိုရမယ်ဆိုတဲ့ပုံစံမျိုးလေးရှိတာပေါ့လေ။ကိုကိုယ်တိုင်ရဲ့ 調査あとむしまဒီဒီဥစ္စာကိုဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့စောစောလို့လေ့ကျင့်ခြင်းပေါ့ချောင်းနိုင်ရှင်းနိုင်ကြာလေ့ကျင့်တယ်ဒါပေမဲ့ तू ငယ်စဉ်အချိန်မှာ၁၂နှစ်နိုင်အထိလောက်ကျင့်အဲ့လိုပေါ့ပိုလုံနိုင်တဲ့အချိန်ကျတော့ပိုလုံတယ်တော့သူဘယ်လိုခေါ်မလဲဆိုတော့ဟိုရော့သွားတယ်မရှိဘူးပေါ့အဲ့လိုတော့ရှိတာပေါ့နောက်တစ်ခါကျတော့ဒီဆောင်းဘုံနောက်တစ်ခုကတော့ ။ဘာလဲဆိုတော့အကြောင်းအရာတစ်ခုကိုတိပြီးလေ့ကျင့်တာနဲ့မတိပဲလေ့ကျင့်တာနဲ့ပြည့်စုံတာချင်းမတူညီဘူးဆိုတဲ့အကြောင်းပေါ့။အခုနေမတိပဲနဲ့လေ့ကျင့်လို့ရှင်အကြာကြီးကြာပြီးတော့ပြည့်စုံမှုရှိမှာမဟုတ်တိပြီးလေ့ကျင့်လို့ရှင်ပို့ပြီးတော့ထိရောက်ဉာဏ်ဆန်နေဆိုတာတော့ခေတ်သစ်ရူတစ်ခုမှာတော့ဒီလိုဆောင်းမုန်းတစ်ခုတော့အဲ့လိုပေါ့မှတ်သားထားမှုတော့အောင်မြင်မှုတွေရပြီနဲ့ပန်းနိုင်ကတော့ ဘယ်လိုပြောမလဲဆိုတော့ဒီကစားနည်းရဲ့ပတ်နိုင်ကတော့ဘယ်လိုကစားသမားဖြစ်ဖြစ်အကောင်းဆုံးဖြစ်ချင်တာဘာမင်းအကောင်းတကအကောင်းဆုံးဖြစ်အောင်ဆိုရင်တော့အရွယ်နဲ့ကြတော့တော်တော်ကြီးတော့အာဘယ်လိုခေါ်မလဲဆိုတော့လုံးဝကန်ရတာတော်တော်ခက်လာတာပေါ့အဲ့တော့မဟုတ်လက်ရှိတော့အဲ့လိုတော့တတ်နိုင်သလောက်တော့အကောင်းဆုံးပတ်နိုင်ဆိုတဲ့ဥစ္စာတော့အကောင်းဆုံးဖြစ်အောင်တော့လုပ်နောက်တစ်ခုကတော့အဲ့လိုပေါ့ ီညာရဲ့တစ်ခုကိုအဲလိုဘယ်လိုခေါ်မလဲဆိုတော့ပြန်ပွားအောင်လုပ်ခြင်းနဲ့ဘန်းနိုင်တစ်ခုလည်းရှိတော့အဲ့လောက်ပါပဲကျေးဇူးတင်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့မြမလွေစဉ်ဘီလီယံအာကစားသမားပောက်ဆရဲ့ဘန်းနိုင်တို့တွားရခီးပဲဖြစ်ပါတယ်ရှေ့ဆက်ပြီးသူ့ရဲ့ရီမန်းချက်ဘန်းနိုင်စီကိုအမြန်ဆုံးအရောက်လန်းနိုင်ပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ